မင်္ဂလာပါရှင်အခြေခံတရုတ်စကက်ပြောအတွက်ကျမတို့တွေကရှင်းချင်ခုံခွိုက်ဆိုတဲ့အတုံးလေးကိုသိထားဖို့အတွက်လို့တယ်အဲတော့ကျမတို့ရဲ့ဒီရှင်းဆိုတဲ့အတုံးလေးရကြတော့နေရှင်စိတ်နှလုံးကိုပြောတာဂျင်းဆိုတာဒီတန့်ဂျီကိုပြောတာစိတ်နှလုံးဖြောင်းမတ်တယ်စိတ်ရင်းဖြောင်းမတ်တယ်အဲ့ဒီအတုံးလေးပေါ့နောက်ကခုံကကြတော့ဗစက်ကိုပြောတာ fight ကမြန်နာကိုပြောတာအဲ့တော့ဘလိုမျိုးအကျင့်စရိုက်ရှိတဲ့သူလဲဆိုရင်စိတ်ရင်းဖြောင်းမတ်ပြီးတော့စိတ်ထဲမှာရှိတဲ့အကြောင်းအရာကိုညံ့ညံ့ပြောတဲ့သူမျိုးစိတ်ထဲမှာရှိတာကိုပြောတင်လားမပြောတင်လားမစင်စားဘူးရှိတဲ့အတိုင်းပြောချလိုက်တဲ့သူမျိုးရမယ်နော်ဒီမှာဆိုရင်ကျမကရေးထားတယ်ဝမမှာရှင်းချူခုံခွိုက်ဒါဆိုရင်ကို့အမေရဲ့အချင်းစရိုက်ကစိတ်ရင်းကလည်းဖြောင်းနေပြီးတော့ရင်စိတ်ထဲမှာရှိတဲ့အတိုင်းထင်တဲ့အတိုင်းပြောချလိုက်တဲ့သူမျိုးရမယ်နော် 然后这库里啊，我心直口快，想到什么就说什么。而这地方说伊他嘞，先啊先杀啦，想到就先杀米啦。八哥先杀米嘞，先杀米嘞，但就说出了表差来的，想到什么就说什么，要没喏。然后这库里啊，有时候的他卡地也嘛嘞，心直口快。ဒီလိုအကျင့်စရိုက်ကားတဲ့ရှစ်ဖြစ်ပါတယ်ချွဲတယ်အနှိမ့်ချက်ဖြစ်ပါတယ်တဲ့